င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ထုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့တရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းကြောင်းတစ်လျှောက်ရှိမဟာဗျူဟာကျတဲ့စီမံကိန်းများအစဉ်ပြေချုံ့ဝေစွာအကောင့်ထဲပေါ်နိုင်ရေးဆက်လက်ပူပေါင်းဆောင်ရွက်ရန်နာစကာဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ တရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းကြောင်းတစ်လျှောက်တွင်ရှိတဲ့မဟာပြူဟာကြားသောစီမံကိန်းများအစဉ်ပြေချုံမွေစွာအကောင့်ထည့်ဖော်နိုင်ရန်အတွက်ဆက်လက်ပူပေါင်းဆောင်ရွက်သွားကြရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဦးကြီးမေအောင်လိုင်ကဇွန်လ၈ရက်နေ့နေ့ပိုင်းတွင်နေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှကျင်းပပြုလုပ်တဲ့မြန်မာတရုတ်နှစ်နိုင်ငံတက်တမန်ဆက်ဆံရေးထူထောင်မှု85နှစ်မြောက်စေရင်တုအထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မှာစကားပြောကြားစေထည့်သွင်းပြောကြားကြောင်းသိရပါသည်။ မြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့ရေဝန်းနဲ့ပိုလန်မှစီမံကိန်းနဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းများအကောင့်ထည့်ဖော်တဲ့နေရာတွင်အရေးပါတဲ့ပဋ္ဌာန်းဝင်ဝင်အနေထားတွင်ရှိနေကြောင်းဒါကြောင့်စူပါစီမံကိန်းများကိုစောလင်စွာအကောင့်ထည့်ဖော်နိုင်ခြင်းအပြင်တနိုင်ငံပြည်သူများအထူးတကားဆင်ဆက်မပြတ်တရားဝါပြောဖွံ့ဖြိုးတိုးတက်နိုင်စေမယ့်အခွင့်အလမ်းပေါင်းများစွာရရှိစေနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်း တရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းကြောင်းတစ်လျှောက်တွင်ရှိတဲ့မဟာပြူဟာကြသောစီမံကိန်းများနဲ့ပူးပေါင်းဆောင်ရွက်မှုများအဆင်ပြေချုံမွေစွာအကောင့်ထည့်ဖော်နိုင်ရန်အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်လည်းတိုက်တွန်းမှကြလိုကြောင်းနာစကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားပါတယ်တရုတ်နိုင်ငံ၏မိမိတို့နိုင်ငံပေါ်တွင်စင်ဆက်မပြတ်အပြုသဘောဆောင်တဲ့ထိတွေ့ဆောင်ရွက်မှုစိတ်ကောင်းစေတနာဖြင့်အားပေးထောက်ခံမှုများအတွက်လည်းများစွာတန်ဖိုးထားကျေးဇူးတင်ရှိတာကိုပြောကြားလိုကြောင်း မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်လို့တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာစာမျက်နှာတွင်ရက်တီထောက်ခံပေးလျက်ရှိတဲ့အတွက်လည်းကျေးဇူးတင်ရှိပါကြောင်းမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်မြန်မာနိုင်ငံအစိုးရ၏ဂျိုးပန်းအထောက်အပံ့များကို အားပေးထောက်ခံပြီးပံ့ပိုးကူညီပေးလျက်ရှိတာကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း အခုကဲ့သို့တရုတ်နိုင်ငံရဲ့ခိုင်မာတဲ့ရည်တည်ချက်ဟာမိမိတို့နိုင်ငံအကြားတွင်ရှိတဲ့နှက်ဆိုင်သောချစ်ကြည်ရည်နေမှုနဲ့အပြန်အလှန်နားလည်မှုတို့ကိုထိန်ဟန့်လျက်ရှိပါကြောင်းနာစကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။တိုက်ချင်းမျိုးနယ်ရှိကျိုဖြူရေလောင်ကန်နယ်ဒေသအဖွံ့ပြိုးတို့တမ်းမှုအခြေအနေများရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကြီးစုစစ်ဆေးတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်စိုသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဟာစောလ9ရက်နေ့နောက်ပိုင်းကတိုက်ကြီးမျိုးနဲ့ကျိုးဖြူရေလောင်ကန်ကြံခိုင်မှုရေတူလောင်ထားရှိမှုရေပေးဝေမှု အခြေအနေများနဲ့ဒေတာဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားလက်လဲကြည့်ရှုစစ်ဆေးကြောင်းသိရပါရယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့ဖွဲ့ဟာ တိုက်ချင်းမြို့နယ်ဂျိုးဖြူရေလောင်ကန်ကြံခိုင်မှုရေတူလောင်ထားရှိမှုနဲ့ရေပေးဝင်မှုလုပ်ငန်းအစဉ်စဉ်အခြေအနေများအားလက်လည်ကြည့်ရှုစစ်ဆေးကတိုင်းနေသားကြီးဝင်းကြီးချုပ်ကလိုအပ်သည့်များကိုမှတ်ကြပါရယ်ဆက်လက်ပြီးရန်ကုန်တိုင်းနေသားကြီးအစိုးရအဖွဲ့ဝင်းကြီးချုပ်နဲ့အဖွဲ့ဟောင်းတိုက်ချင်းမြို့နယ်မွေးမြည်ရေးဆောင်အနီးရှိတနန်ချောင်းပိတ်ရေလောင်တမန်အတွင်ရေတူလောင်ထားရှိမှု ရေပိုလွဲမှာရေထုတ်လွန်နေမှုနဲ့ရေလောင်တမန်ကြံခိုင်မှုအခြေအနေများအားကြည့်ရှုစစ်ဆေးရန်တာဝန်ရှိသူများကရှင်းလင်းတင်များပြီးတန်နီတာဂျီဝင်ကြီးချုပ်ကလိုအပ်သည့်များကိုမှာကြပါရယ်အဲ့ဒီနောက်ဦးကဲရဲ့မွေးမြူရေးခြံတွင်ဒေသနော်အကောင်ရေး90မွေးမြူထားရှိမှုနဲ့စိတ်ခြံတွင်အကောင်ရေး262ကောင်မွေးမြူထားရှိမှုအားလကောင်း National Wolf နွားမွေးမြူရေးခြံတွင်အကောင်ရေ250မွေးမြူထားရှိမှုအားလကောင်း ဥကေရေနွားမွေးမြူရေခြံတွင်အကောင်ရေ40မွေးမြူထားရှိမှုတို့အားလည်းလည်းကြည့်ရှုစစ်ဆေးရောင်းလုပ်ငန်းလုပ်ကိုင်သူများရဲ့တင်ပြချက်များကိုသက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနဲ့ညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေးပြီးဒိုင်းနီတာဂျင်ဝင်းကြီးချုပ်ကလိုအပ်သည့်များမှာကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပေးဖြစ်ပါရဲ့ရှင် ထပ်မံတင်ဆက်ပေးမှာကတော့ရှမ်းကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်အရေးပေါ်ကယ်ဆယ်ရေးရှေးပြေးမြေပြင်အသက်ကယ်သင်တန်းဆင်မွေပြုလုပ်တဲ့တရင်ဖြစ်ပါတယ်ရှမ်းကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်ရေးရာအခြားကူပြုလုပ်ငန်းကော်မတီငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Service မြန်မာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်တဲ့အရေးပေါ်ကိစ္စရေးရေပြည်မြေပြင်အသက်ကယ်သင်တန်းအမှတ်စဉ်တင်ပြဆောင်2025သင်တန်းဆင်မွေကိုဇွန်လ9ရက်နေ့ပိုင်းက တာဂီတာမြို့နယ်လူငယ်စင်တာတွင်ပြုလုပ်ကြောင်းသိရှိရပါတယ်။အစီအစဉ်အရသင်တန်းဖွင့်လှစ်ခဲ့မှုမှတ်တမ်းဗီဒီယိုအားပြသပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်က အမှစကားပြောကြားပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှပံ့ပိုးငွေကျပ်၁၀သိန်းလှူဒန်းပေးရပြီး Emergency Medical Service မြန်မာအဖွဲ့မှရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်နဲ့ သင်တန်းနီးပြများအားသင်တန်းစစ်မှတ်တရလက်ဆောင်နဲ့မှတ်တမ်းလွှာများပေးရပါတယ်။အဲဒီနောက်ငင်းချဲရင်နှင့်ဘဝလုံခြုံရေးကော်မတီမှ Emergency Medical Service မြန်မာအဖွဲ့အားဂုဏ်ပြုမှတ်တမ်းလွှာပေးရပါတယ်။ဆလပီသင်တန်းသားများအားသင်တန်းစစ်လက်မှတ်များပေးရပြီးသင်တန်းနည်းပြများကိုစားဥမမောင်တန်းကကျေးဇူးတင်စကားပြောကြားကြောင်းသိရှိရပါတယ်ရှင်။